ငလင်ပြီးမှအိမ်ထိကိုက်ပျက်စီးမှုရှိခဲ့တဲ့ပို့ချပြုခဲ့ရင်မင်္ဂလာပါပရိသတ်ကြီးရှင်အခုတင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့မြန်မာနိုင်ငံမှာဖြစ်ပွားခဲ့တဲ့နှစ်ပေါင်းတရာအတွင်းအကြီးမားဆုံးသောငလင်ပြီးကြီးမှာအိမ်ထိကိုက်ပျက်စီးမှုဆုံးရှုံးမှုရှိခဲ့တဲ့မိန်းသမီးပို့ချပြုခဲ့တဲ့အကြောင်းလေးကိုဖော်ပြတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်မြန်မာနိုင်ငံမှာနှစ်ပေါင်းတရာအတွင်းဆိုးဝါးပြီးတော့ပြင်းထန်လွန်လာတဲ့ငလင်ကြီးမက်လာ28ရက်နေ့မှာသခိုင်းမျိုးနီနာအတီးပြုတ်လုခတ်သွားခဲ့တာကြောင့်မြန်မာနိုင်ငံရဲ့ဒုတိယမျိုးတော်မန်လေးမျိုးကြီးသခိုင်းမျိုးကြီးနဲ့ နေပြည်တော်တို့မှာလူတွေတေပြောင်းမှုတွေနဲ့ပြစ်ထန်နေပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ပါရင်မန္တလေးမြို့ကြီးအားလည်းငလင်းတန်းကြောင့်မြို့ပြကြီးဖြစ်အချင်းခဏလေးတွင်မှပြောင်းလဲသွားခဲ့ရသလိုပြိုကျပျက်စီးမှုတွေကြောင့်မှပြည်မီအသက်ဆုံးရှုံးခဲ့ရတဲ့သူတွေလည်းများစွာရှိခဲ့တာပဲဖြစ်ပါရင်ဆဲဘိုင်ဆဲဘရစ်တာစကေရှိပြင်းအားမြင့်တဲ့ငလင်းကြီးဖြစ်ပေါ်ခြင်းဟာအပူချိန်အရန်ပြင်းချိန်နေ့လယ်ချိန်မှာဖြစ်ပွားသွားခဲ့တဲ့တွေ့ လူများစွာအစာအုပ်တွေထဲမှာရှိနေခြင်းဖြစ်ကပို့ပြီးတော့အသက်ဆုံးရှုံးမှုဖြစ်ပွားခဲ့ရခြင်းအကြောင်းရင်းခံဖြစ်ခဲ့ပါသည်။မန္တလေးမြို့ကြီးမှာခုလိုငလျင်တန်းအပြင်းထန်ခံလိုက်ရတဲ့အတွေ့လူသက်တွေနဲ့တိုက်တာအုပ်ရင်များစွာဆုံးရှုံးခဲ့ရပြီးမန္တလေးမြို့မှာနေထိုင်ပြီးတော့ဆင်းရွှေရတနာဆိုင်ကြီးဖွင့်လှစ်ထားတဲ့မင်းသမီးပိုးချဘီခင်တို့မိသားစုတွေအသက်ဘေးကလွတ်မြောက်ခဲ့ပေမယ့်အိမ်ရောဆိုင်ရောထိခိုက်မှုရှိခဲ့တဲ့အကြောင်းပိုးချဘီခင်က အင်တာနက်ရစင်ချိန်မှာလိုင်းဘော်ကိုတက်ခါတီးပေးပြောကြားလာခဲ့တာပဲဖြစ်ပါရည်ပူဇော်ပြုခင်ဟာသူမရဲ့တားငယ်လေးစင်ဦးနဲ့တမိငယ်လေးဖွဖွေးတို့ကားထဲမှာတိတ်ထားရတဲ့ပုံလေးတွေတီးပေးခဲ့ကအိမ်နဲ့ပြန်ဝင်ရဲလို့ကားပေါ်မှာပဲအိရတဲ့အကြောင်းသူမရဲ့ချင်းနေကိုပြောလာခဲ့တာပဲဖြစ်ပါရည်မိသားစုဝင်တွေအားလုံးထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းမရှိပေမဲ့အိမ်နဲ့အဆိုင်အနေငယ်ပျက်စီးသွားခဲ့ကြောင်းငလင်တွေထပ်မံလှုပ်ခတ်မှဆိုတဲ့အတွက်အင်ဂျင်နီပြည်စုံကိုပြိသက်တွေကိုအတိပေးပြောကြားခဲ့တာပဲဖြစ်ပါရည်ပြိသက်တွေကတော့သူမကိုယ်တိုင်ကကိုဝင်ကြီးနဲ့ဖြစ်တဲ့ပြင် ကလင်းငယ်လေးတွေများစွာနဲ့မိသားစုကြီးဖြစ်လို့သူမတို့မိသားစုကိုထူးဆိုးရင်ပေးခဲ့ကြတာလေးဖြစ်ပါရင် ပို့ချပြုခင်ကိုရိုင်းကလည်းမန်လေးငယ်ရင်တည်နေကြားသိရတဲ့အချိန်မှာသူမရဲ့မိသားစုကိုပြိတ္တတွေများစွာကစိုးရင်ပေးခဲ့ကြတဲ့အတွင်းများစွာကျေးဇူးတင်ကြောင်းပြောကြားထားကြတာပါပြိတ္တတွေရန်စိတ်ပူနေကြတဲ့စင်ဦးနေလေ NA ကင်းပြီးစိတ်ချတဲ့နေရာကိုရောက်ရှိနေပြီဖြစ်လို့မစိုးရင်ကြဖို့ပြောပြထားပါသေးတယ်ဒီဖြစ်ဖြစ်အောင်သူမတို့မိသားစုတွေတသက်စာထိတ်လန့်စရာအကောင်းဆုံးသောတွေ့ကြုံကြောက်တရားတစ်ခုကိုပြသသွားခဲ့တယ်လို့ဘယ်ရမှတင်ပြခြင်းမရှိတဲ့သဘောတရားကိုလည်းစင်ချင်းဝမ်းနဲ့ထိတဲ့မိကြောင်ပြောကြားထားကြတာပါထိခိုက်ပျက်စီးမှုများပြားခဲ့တဲ့မန်လေးမြို့ကြီးမှာ နောက်ဆက်တွဲငယ်လင်းတွေလှူရှားလျက်ရှိနေသေးပြီး မြို့ခံများပြနမဘော်ထွက်အိတ်ကငလင်တန်ကိုစိုးတထေးထေးနဲ့နေထိုင်ရရဆဲဖြစ်ပါရီမန္လိမြို့ကြီးမှာလူပညာရှင်တွေတော်များနေထိုင်ကြပြီးတော့သူတို့ရဲ့အိမ်တွေများစွာတည်ရှိတဲ့နေရာဖြစ်ကဒီငလင်ဘေးကြီးမှာလူပညာရှင်တွေရဲ့အိမ်တွေများစွာထိခိုက်ပျက်စီးမှုတွေကြုံကြိုက်ခဲ့ရတာပဲဖြစ်ပါရီပြည်သက်ကြီးတို့လည်းမင်းသမီးပိုးချပြုခင်တို့မိသားစုတဘာဝဘေးအန္တရာယ်ကနေလွတ်ကင်းနိုင်အောင်ဆူတောင်းစကားလေးတွေကိုပြောခဲ့ပေးပါအောင်ရှင်အာဘိနာဆင်ခဲ့ကြတဲ့အတွင်းအားလုံးကိုကျေးဇူးတင်ပါရီနောက်နေ့ဒီမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့ဆယ်ဒီတဲ့လူပညာရှင်တွေရဲ့ဒီနေ့တို့ပြန်လာခဲ့ပါအောင် င်မယ်ရှင်ဒီလျော်လောင်းနဲ့ပဲနှုတ်ဆက်ခဲ့ကြပါတယ်အဘိနာစင်ခဲ့ကြတဲ့ပြည်သက်တယောက်ချင်းစီတိုင်းလည်းကိုယ်စိတ်နှလုံးရှင်လင်းချမ်းသာပြီးတော့ဘဘာဝဘီအန်ရဲ့ကနေပြီးတော့ကင်းဝေးကြပါစေရှင်